ဒုက္ခံတံခန္တသမေကိသမေကံနတဘုဒုက္ခောဆိုပြီးတော့ဓမ္မပရတိရတော်မှာဖြည့်ရှင်ဟောထားတော်မူတဲ့အတိုင်းနော်ဒုက္ခံတံခန္တသမေကိဘုရားရှင်ရဲ့တပည့်တော်ဝတ်ကလေးမျိုးရှိပါလေယဟန်ယောက်ျားပရိသတ်ယဟန်မိမပရိသတ်လူဥပဒကယောက်ျားပရိသတ်လူဥပဒိကမအမျိုးသမီးပရိသတ်ဆိုပြီးပရိသတ်လေးမျိုးရှိတယ်ပရိသတ်လေးမျိုးတွေမှာဘုရားရှင်ကမရဏအဖြစ်ယဟန်ပရိသတ်ကို ဥတ္တမိနည်းဟောတော်မူလေးရှိပါတယ်နော်။ဒါကြောင့်ဒုက္ခသံဃာတသမေကြီးသံဃာတော်တို့ရဲ့ညှို့ချင်းဒီချမ်းသာဒုက္ခရရှိခြင်းရဲ့အကြောင်းဖြစ်တယ်ဒီလိုဟောထားတယ်။သံဃာတော်ရဲ့ညှို့ချင်းသားလေးချမ်းသာဒုက္ခရခြင်းရဲ့အကြောင်းဖြစ်တယ်တို့ဒကာရမအချင်းချင်းမညှို့ထားဘာမှမဖြစ်ဘူးလို့ဒီလိုတော့မလို့ဆက်တယ်နော်။ဟုတ်ကဲ့မဟုတ်လား။ဘုရားရှင်ကသံဃာကိုဥတ္တမိဟောကြားတော်မူခြင်းဖြစ်တယ် ဘုန်းကြီးဟောခဲ့တဲ့ကောသမီးမိမကြီးတဲ့ယန္တော်တွေမြေညွတ်တဲ့အတွက်ယဟန်ချင်းချင်းကကွဲတယ်မဟုတ်ဒကာမတွေလည်းချက်ချင်းကွဲကုန်တယ်။နတ်တွေလည်းချက်ချင်းကွဲသွားကြတယ်။ဟိုးစတုမတွေတပ်ပုရဇင်လောကအကုန်လုံးနတ်လောကအကုန်လုံးကွဲသွားကြတယ်။ချက်ချင်းကွဲသွားကြတယ်နော်။သူ့ပဲကိုယ်ပဲဒီလိုနေဖြစ်ကုန်ကြတယ်။အဲဒီလိုမြေညွတ်လို့ရှိရင်တော့ချမ်းသာဒုက္ခရောက်ရအကြောင်းဖြစ်နေပါ့မလား။ဖြစ်ဖြစ်နေတယ်။ဒါကြောင့် မိမိတို့လည်းမိမိတို့ဆွမ်းအားကြီးတော့ဒီကြောင့်ကိုသန္တရာတော်အကွက်ဆိုပြီးတော့ပြုစုပြထောင်တည်ခြင်းဖြစ်တော့သန္တရာဆိုတော့ကဘုရားရှင်ရဲ့အဆုံးအမဖြစ်တော့ဒီဘုရားရှင်ရဲ့အဆုံးအမတွေလိုက်နာနိုင်ဖို့ရန်အကွက်ဥတည်ချက်ဖြင့်ဒီလိုသန္တရာပြုတည်ကြတာဖြစ်တဲ့အကွက်သန္တရာပြုနေတဲ့ပုဂ္ဂိုလ်အချင်းချင်းတရားတော်မှာအချင်းချင်းယဟန်အချင်းချင်းညီညီညွတ်ညွတ်နဲ့သန္တရာပြုနေကြတယ်ဆိုရင်တော့ချမ်းသာဒုက္ခရောက်ဖို့အကြောင်းမဖြစ်ဘူးလားဖြစ်သွား ညီညွတ်မှုကိုပြင်းပြင်းစေတတ်တဲ့စကားတွေကိုတူးနဲ့တူးမပြောချဘူးတော့အရေးကြီးပါတယ်တခုတော့ဆောင်းထင်းရတယ်ညီညွတ်မှုကိုပြင်းပြင်းစေတတ်တဲ့တရားဒီကဗာဒီလေးလို့မြင်တော့ဒေါသကျင်းခြင်းမလိုမုန်းတာတဲ့စိတ်ဓာတ်ရည်ရှိခြင်းအိမ်တော်မရှိရတဲ့ထူပြောခြင်းမြေမောမှာဖြစ်စဉ်မြက်ွယ်မှာဖြစ်စဉ်တူးနဲ့တူးမကောင်းပြောခြင်း ဝေယမန်ရှိပါတော့ပြုံး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 နဲ့မင်းချစ်ကင်လုံးလုံးပါလို့ကိုယ်ရဲ့အတွက်တင်းကအာယူကြည့်လို့မရပါဘူး။သူကမဟုတ်တဲ့စကားတွေမုန်းပြီးတဲ့စကားတွေကိုချောက်ပြောတယ်နော်။အဲဒီလိုစိတ်ထားကြီးရှင်းချင်းကတုံးတဲ့တုံးညှို့ဖို့ဖြစ်ပါဘူးနော်။ရှင်းချင်းနဲ့ငူတတ်ကြ။စကားလေးနဲ့ထလိုလေးရှိပါတယ်။ဒီတော်တွေအတုံးနဲ့တွေ့ကြတယ်ဆိုတော့ခဏလေးပါနော်။နောက်တစ်ခုခုလိုတော်သားကြီးဖြစ်လာတဲ့အချိန်က လောဘရိမမနာရိအိတမစ္စကိယအစရှိတဲ့ကိလေသာတရားတွေဝင်လာတဲ့အခါမှာတူးနဲ့တူးညီညွတ်မှုဆိုတာဖြစ်နေပါမှာမဖြစ်နေဒီတော့ဒီညီညွတ်မှုတွေကိုကွဲပြားတော့မလုပ်ပေနဲ့ဒီတရားဆိုတွေကိုပြန်ချောက်နှံ့ရတဲ့ဘာလို့ရမလဲအဓုသဖြင့်မိတ်တော်ဘာဝနာကမ္မထာကြီးကိုပွားပြရခန့်ကရုဏာမုဒိတာဥပက္ခဆိုတဲ့မြတ်စွာဘုရားကမ္မထာကြီးကိုပွားပြရပါတယ်အဲ့ဒီတရားတွေပွားနေတဲ့အဆင့်ချီရောက်အောင်လည်းမိမိတို့ရဲ့အဆင့်ကိုမိမိတို့ဆုံးကပြီးကြိုးစားကြပါလို့ခွန်ကြီးတိုက်တွန်းပါတယ်နော် ဒီတော့ဒီတော့ဘွဲ့ယူနေဒီခိနေတဲ့အငြင်းကြီးတွေညင်းညွတ်မှုကိုပြည့်ပြည့်စုံတဲ့ခိနေတဲ့အငြင်းကြီးတွေကကုံသွားမှလားဆိုတော့မကုံပါဘူးနော်ဒီသမာဓိတွေကိုအခြေခံပြီးတော့ဝိပဿနာဘာဝနာကမ္မထာတွေကိုဆက်လက်ပြီးရှင်းပြလိုက်တယ်ဆိုရင်မိမိတို့ကလည်းဗာရမီရှိလို့သောတပတိမညာပုညာဇတ်ရှိတဲ့မညာပုညာသီးသီးတွေရောက်နိုင်မယ်ဆိုရင်တော့ဒုနဲ့ဒုညင်းညွတ်မှုကိုညာစွာရယူနိုင်တဲ့သဘောရှိပါတယ်နော် မငြိမ်ညွမှုကိုဖြစ်စေတာကဒီကိလေသာဖြစ်တာဖြစ်စေဖြစ်စေတယ်။လောဘဒေါသမောဟမမနာအိန္ဒမိစေအဆတ်ရှိတဲ့ဒီကိလေသာတရားတို့ကြောင့်ကြောင့်မငြိမ်ညွကြတာ။ဒါကြောင့်ဒီကိလေသာတရားတို့ကိုမဝင်အောင်ဒုနဲ့ဒုကိုင်းကမေတ္တာရှိရှိကြည်ကြည်ဝဇိင္ကမေတ္တာရှိရှိကြည်ကြည်မနောကမေတ္တာရှိရှိကြည်ကြည်ဖြစ်ပုံသင်ဆက်ဆံကြပါလို့တိတ်တုံးပါလေ။အဲဒီလိုရှိရှိတင်အောင်ကြိုးစားတဲ့အပိုင်းပါ။ဒီကံတရားမှုလို့ဆိုတဲ့ဘာဝအခက်အခဲဆိုတာရှိကြပါလေနော်။ ရှိတဲ့ရင်ဘုန်းကြီးတို့ရှင်ကြီးရဲ့တရားလေးကိုမြတ်စွာဘုရားအနမတက်ကမရောက်မှများစွာဟောထားပါတယ်။သန္တရာကြီးကအလုံးရှိလျက်ဖြတ်ကြပါလေ။အလုံးရှိလျက်နဲ့ဒီသန္တရာကြီးအပြစ်မှာတော်ဝင်သန္တရာကြီးဒီရင်ရှင်တို့နဲ့အမိမတော်ခဲ့ဘူးတဲ့ပုဂ္ဂိုလ်အဖမတော်ခဲ့ဘူးတဲ့ပုဂ္ဂိုလ်အကောအမမတော်ခဲ့ဘူးတဲ့ပုဂ္ဂိုလ်ညီညီမမတော်ခဲ့ဘူးတဲ့ပုဂ္ဂိုလ်ဘာမတော်ခဲ့ဘူးတဲ့ပုဂ္ဂိုလ်သမီးမတော်ခဲ့ဘူးတဲ့ပုဂ္ဂိုလ်မရှိစကားတော့နော် မရှိသကောင်းတဲ့အတွက်အခရင်မြတ်ဘုက္ကိုတယောက်ကိုမြင်လိုက်လို့စိတ်ထဲမှာမကြင်မနဲ့ထွက်တာဖြစ်မိလေဆိုရင်ဩခုကမ္မသင်္ကန်းကသူ့ဘုံမထွက်တာဖြစ်တယ်ဒီချင်းကသူကအမြဲတမ်းချစ်တယ်ဘုရားငါ့ရဲ့အဖေချစ်ခဲ့ဘုရားငါ့ရဲ့အမေချစ်ခဲ့ဘုရားငါ့အမြဲတမ်းချစ်မြတ်လို့ခဲ့တဲ့ငါ့ရဲ့သားလေးချစ်ခဲ့ဘုရားငါ့ရဲ့သမီးလေးချစ်ခဲ့ဘုရားတို့ကြီးလို့နှလုံးပတ်ရအဲဒီလိုနှလုံးပတ်ပြီးစိတ်ကိုဖြေမှန်းဗန်းလင်းပြင်းပြီးသွားမယ်အမြဲတမ်းချစ်နေတဲ့သံငယ်လေးတွေသမီးငယ်လေးတွေမိမိကို ခြေထောက်နဲ့ပိတ်ကမ်းနဲ့မိမိမှဖြစ်တယ်ဘာမှမဖြစ်ဘူးခွင့်လွှတ်နိုင်တဲ့စိတ်ရှိတယ်နော်ဘာပိတ်ရလဲလဲဘာမှမဖြစ်ဘူးခွင့်လွှတ်နိုင်တဲ့စိတ်ရှိတယ်ဘာကြောင့်ခွင့်လွှတ်နိုင်လဲမေတ္တာတက်တယ်မေတ္တာတက်ကစွာအကတိတ်ကြီးနေတယ်အဲ့ဒီပုံစံအတိုင်းနဲ့ဘုရင်ကမှမိမိရဲ့တန်းငယ်သတိငယ်မဟုတ်ပေမဲ့လို့အတိတ်တန်းငယ်တစ်ချက်မှအလွန်ရှိရတဲ့အခီးမှာငါအမြဲတမ်းချစ်မြတ်လုပ်ခဲ့တဲ့တန်းငယ်လေးဖြစ်ခဲ့ဘူးတဲ့ ငါအမြဲတမ်းဖြစ်နေလို့လေတမိငယ်ရင်ဖြစ်ခဲ့ဘူးလေဆိုဒီလိုနှလုံးပိုက်ပြီးတော့မိမိရဲ့သောတာတရားတွေကိုဖြည့်ဖြောက်ပြီးတွူးနဲ့တွူးညင်ညွတ်အောင်ကျိုးစားကြပါနော်အဲဒီလိုညင်ညွတ်တဲ့ပုံကိုယ်လေးကဘာဖြစ်လဲသမဂ္ဂနဲ့တဘောသူကညင်ညွတ်နေတဲ့ပုံကိုယ်လေးကအငီးအညွတ်ခုလိုပေါ့ဒီလိုကြည့်နေနေကိုကြည့်ကြမယ်သမာဓိကြည့်နေခြင်းကိုကြည့်ကြမယ်ပညာကြည့်နေခြင်းကိုကြည့်ကြမယ်ဆိုရင်အောင်မြင်မှုကလည်းရရှိခဲ့ပဲဆိုရင်စံချမ်းသာမချမ်းသာဖို့ချမ်းသာ ဆန်းချမ်းသာဝိပဿနာချမ်းသာမချမ်းသာပူချမ်းသာဆိုတဲ့ဒီချမ်းသာဒုက္ခအဘောပါဒီကိုမရနိုင်ဘူးလားမရနိုင်ဘူးလားဒီချက်ချက်ရရှိအောင်လည်းကြိုးစားကြပါညီညွတ်အောင်လည်းကြိုးစားကြပါလို့ခွန်ကြီးတိုင်ထောင်းပါတယ်နော်လာတအကျိုးရှိရဲ့အတွက်ဆုံးဆုံးမှကြပါအထူးသဖြင့်ရုပ်စရကဘာနာစရကဘာစိတ်ခြင်းစရကဘာတဏှိခြင်းကိုလောက်ပို့တော့ဆွဲဆွဲမြင်မြင်သိအောင် နေနေသင်္ကြန်ပူချက်ပြကြပါလို့တမိတော်လျှောက်ထားပါတယ်ပြန်ကဲဒီလိုဆိုရင်တလောက်ပြီးထင်ပါတယ်နော်သာ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 